င်္ဂလာပါရှင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အမျိုးသားညီညွတ်ရေးအစိုးရအတွင်းမှာပြုပြင်ပြောင်းလဲရေးစတင်မယ်လို့ယာယီတမရဒူဝါလရှိလာကအခိုင်အမာထပ်ပြောပါတယ်ကြောက်ဖြူမြို့မှာအေဝန်တိုက်တော့မယ်ဆိုတဲ့သတင်းတွေကြောင့်စစ်ကောင်စီကလုံခြုံရေးကိုတင်းကျပ်ပြီးအစစ်စေးကျန်းနေတဲ့သတင်းပါဝင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ် အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့အမျိုးသားညီညွတ်ရေးဆိုရအတွင်းမှာပြုပြင်ပြောင်းလဲရေးတွေကိုအခုနှစ်အတွင်းမှာစတင်မယ်လို့ NUG ရာရင်သမ္မတဒူဝါလက်ရှိလာကအခိုင်အမာထပ်မံပြောဆိုလိုက်ပါတယ်။မနေ့ကပြုလုပ်တဲ့အစိုးရအဖွဲ့အစည်းအဝေးမှာနိုင်ငံတော်ရာရင်သမ္မတဒူဝါလက်ရှိလာကပြောဆိုလိုက်တာလည်းဖြစ်ပါတယ်။အခု2025ခုနှစ်အတွင်း NUG အတွက်ပြုပြင်ပြောင်းလဲရေးတွေစတင်ရမှာဖြစ်တယ်လို့ထိရောက်တဲ့ရလက်တွေထွက်ပေါ်စေဖို့အတွက်အပြောင်းလဲတွေပြုလုပ်တာဖြစ်တဲ့အတွက်ကြောင့်နားလည်စေလို့လည်း လဲဆိုပါတယ်။ဥတီချက်တွေမူလရည်မှန်းချက်တွေဖြစ်တယ်။ Federal Democracy နိုင်ငံတော်အစ်တိဆောက်ရေးနဲ့ဆရာနာရှင်အမြင့်ဖြတ်ရေးပင်ဖြစ်တယ်လို့လဲယာယီသမရကပြောပါတယ်။တော်လန်ရေးအတွက်အပြောင်းလဲတွေကို မကြောက်ဘဲအပြောင်းလဲတွေကိုအလိုရှိလို့တော်လန်ရေးအစိုးရအဖြစ်ခံယူလျှောက်နေတာဖြစ်တယ်လို့တိုင်းပြည်နဲ့လူထုအတွက်ပြည်ပြည်ပြောင်းလဲရေးတွေကိုရရဲ့တည်းတည်းလှုပ်ဆောင်နိုင်တာကိုလက်တွေ့ပြတ်သားလိုတယ်လို့လဲသမရကပြောကြားလိုက်ပါတယ်။ຫນွေဦးတော်လန်ရဲ့အလုပ်တွေကိုမြ мян ဆန်းဆန်းလွယ်ကူထိ ရောင်လှုပ်ဆောင်ရမှာဖြစ်ပြီးအပြောနဲ့အလုပ်ညီကြစေရည်လက်တွေ့အကောင့်ထဲပေါ်ရမယ့်လုပ်ငန်းစဉ်တွေကိုစနစ်ကျအကောင့်ထဲပေါ်ချဖို့အတွက်အလေးနက်ထားတိုက်တွန်းတယ်လို့လည်းသမရကပြောပါရယ်ဒါအပြင်အခုနှစ်မှာအရင်နှစ်ကထက်တာလွန်တယ်စွမ်းဆောင်ရည်ဖြစ်စေဖို့စူးစမ်းရမယ်လို့လည်းယာယီသမရဒူဝါလက်ရှိလာကတိုက်တွန်းပြောဆိုထားပါရယ်ရှင် ။ AR တန်သတင်းတပုတ်ကိုတင်ဆက်ပေးကြပါရစေ။ AR တန်တာပေါင်းမြို့နယ်မှာတရက်တော်ကျေးရွာအုပ်စုကအကြက်ဖက်စစ်တပ်ကအုပ်ချုပ်ရေးမှူးလှထွန်းနဲ့ကျေးရွာခွဲခေါင်းဆောင်သိန်းစော်တို့ကစစ်တနန်းကျောင်းကနေထွက်ပြေးလာတဲ့စစ်မှုထမ်းတပ်သားတွေ၄ဦးကိုရှာဖွေဖမ်းဆီးနေတယ်လို့ပတင်သတင်းအထူးတပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောပြပါရစေ။ပြီးခဲ့တဲ့ဇန်နဝါရီလပထမပတ်ကစစ်မှုထမ်းတပ်သားတွေ၄ဦးဟာတနန်းကျောင်းကနေထွက်ပြေးပြီးတရက်တော်ကျေးရွာအုပ်စုဘက်ကိုဒဏ်ရာတွေနဲ့ရောက်ရှိလာစဉ်မှာစစ်တပ်ကိုတင်းင်း င်းပေးမှုတွေကြောင့်စစ်ကောင်စီတပ်သားတွေကအခုလိုလာရောက်ဖမ်းဆီးခဲ့တာလည်းဖြစ်ပါတယ်။အဲဒီလိုဖမ်းဆီးစဉ်မှာ၃ဦးသာဖမ်းမိပြီး၁ဦးကတော့လွတ်မြောက်သွားတဲ့အတွက်ကြောင့် အုတ်ချုပ်ရေမှုလှထွန်းတဲ့ရေလဲကြီးကျေးရွာခွဲခေါင်းဆောင်ပြူစောတီသိန်းစော်တို့ကလိုက်လံရှာဖွေနေပြီးသူတို့အဖွဲ့ဝင်တွေကိုလည်းအဲ့ဒတားအစ်ကိုဖမ်းမိတဲ့နေရာမှာရိုက်တက်ဖို့အမိန်ပေးနေတယ်လို့လည်းသိရှိရပါတယ်။ဒါအပြင်အုတ်ချုပ်ရေမှုလှထွန်းတဲ့ရေလဲကြီးကျေးရွာခွဲခေါင်းဆောင်သိန်းစော်တို့ဟာကျေးရွာအုပ်စုအတွင်းရေလဲကြီးရွာမလကာကုန်းရွာတရကုန်းရွာ တပူးဝရွာတင်ငန်းကိုရွာတို့မှာစစ်မှုထမ်းမဲပေါက်ပြီးအခြားဒေသကလည်းလာရောက်တိရှောင်သူတွေကိုလည်းစုံစမ်းနေပြီးဖမ်းဆီးနေတာဖြစ်ပြီးအကြမ်းဖက်စစ်တပ်ထံအနှံ့မှုတွေလုဆောင်နေရလို့လည်းသိရှိရပါတယ်ရှင်။ မန္တလေးတန်းသတင်းတပုတ်ကိုတင်ဆက်ပေးကြပါရစေ။မန္တလေးတန်းငဇုံမြို့နယ်မင်းနေကုန်းရွာကအကြက်ဖက်စစ်တပ်အထိုင်စခန်းကိုဝင်ရောက်တိုက်ခိုက်ရမှာစစ်ကောင်စီတပ်သား10ဦးထက်မနည်းဟာထိသွားပြီးစခန်းတစ်ခုလုံးကိုသိမ်းပိုက်ချိန်မှာလေကြောင်းပစ်ကူတွေရောက်ရှိလာတဲ့အတွက်ကြောင့်ပြန်လည်ဆုတ်ခွာခဲ့ရလို့ငကနီပြောက်ကြားတပ်ဖွဲ့မြင်းချံကတောင်းဝန်ရှိသူတို့ကပြောပြပါရစေ။ဇန်နဝါရီလ2ရက်နေ့က ငဇုံမြို့နယ်မင်းနေကုန်းကျေးရွာကအင်အား40ခန်းနဲ့အထိုင်ချတက်ဆွဲထားတဲ့အကြမ်းဖက်တပ်သားတွေကိုငကနီပြောက်ကြားတပ်ဖွဲ့ကဦးဆောင်ပြီးမဟာမိတ်တပ်ပေါင်းစုတွေနဲ့ဝင်ရောက်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။အိစခန်းကို သိမ့်ပတ်ရရှိကာနေမှာစစ်တပ်ဘက်ကနေလေကြောင်းပစ်ကူတွေရောက်ရှိလာတာကြောင့်ပြန်လည်ဆုတ်ခွာခဲ့ရလို့လည်းသိရှိရပါတယ်။အဲဒီတိုက်ပွဲအတွင်းမှာစစ်တပ်ဘက်က10ဦးထက်မနည်းဟာထေသွားပြီး တော်လဲရဲဘော်တွေဘက်ကတော့အထိခိုက်မရှိပြန်လဲဆုတ်ခွာနိုင်ခဲ့တယ်လို့ငကနီပြောက်ကြားတပ်ဖွဲ့မြင်းကြံကတာဝန်ရှိသူတို့ကပြောပါရရှင်။ တင်းသားရီတန်းတရင်တပုတ်ကိုကြည့်အောင်ပါတင်းသားရီတန်းဒဝံမြို့နယ်ကအကြက်ဘက်စစ်တပ်ရဲ့မဲချောင်း၈မိုင်စခန်းကုန်းနဲ့စစ်စဲဂိတ်တို့ကိုဝင်ရောက်တိုက်ခိုက်ရမှာအကြက်ဘက်တပ်သား၅ဦးထက်မနည်းဟာသေသွားပြီးထိခိုက်ဒဏ်ရာရှိသူများပြားခဲ့လို့ရေဗျူ People Defense ဖို့ YPPDF ကတာဝန်ရှိသူတို့ကပြောပါတယ်ဇန်နဝါရီလ၂ရက်နေ့ညနေ၂နာရီလောက်မှာ ဒဝရမြို့နယ်ကအကြက်ဘက်စစ်တပ်ရဲ့မဲချောင်းရှစ်မိုင်စခန်းကုန်းနဲ့စစ်စေးဂိတ်တို့ကိုတော်လန်တပ်ဖွဲ့ဝင်တွေကဝင်ရောက်စီးနှင်းတိုက်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။ထိတွေ့တိုက်ပွဲတနင်္ဂနွေခန့်ဖြစ်ပါပြီးတော်လန်အဖွဲ့တွေကစစ်စေးဂိတ်ကိုသိမ်းဆည်းနိုင်ခဲ့ပြီး MG box ၄ခုလက်ကန်ဖုန်း၄လုံးစကားပြောဆက်၃လုံး G265 တောင်းနဲ့ Equipment တစ်စုံတို့ကိုတင်ဆက်ရရှိခဲ့လို့လည်းသိရှိရပါတယ်။တိုက်ပွဲတွေမှာအကြက်ဖက်တပ်သား9ဦးတည်းမနေဟာသေသွားပြီးအများအပြားလည်းထိခိုက်ဒဏ်ရာရှိခဲ့သလိုတော်လဲရဲဘော်3ဦးဟာနိုင်ငံတော်အတွက်မြင့်မြတ်စွာအသက်ပေးလိုခဲ့ရလို့လည်းသိရှိရပါတယ်။အဲတခန့်မှုကိုဒူရကစစ်ကြောင်းရဲ့ဦးဆောင်မှုနဲ့ဒဝေမျိုးသားလွတ်မြောက်ရေးတပ်တော် DNL ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ WPDF Federal ဒူဝန်ကျဲ drone အဖွဲ့နဲ့ DEF PDF drone တပ်ဖွဲ့တို့ကပူးပေါင်းလုဆောင်ခဲ့တာလည်းဖြစ်ပါရဲ့ရှင်။အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ပုတ်ကတော့ရခိုင်ပြည်အဲအနောက်ပိုင်းတိုင်းစစ်တနာကျောင်းနတ်ပခခကိုသိမ်းပြီးရဲ့နောက်မှာ ကျောက်ဖြူမြို့ကိုဇန်နဝါရီလအတွင်းမှာအရခတက်တော်အေကဝန်တိုက်တော့မယ်ဆိုတဲ့သတင်းတွေကြောင့်ကျောက်ဖြူမြို့အတွင်းမှာစစ်ကောင်စီကအရင်ကထက်ပုံမတင်းကျပ်စွာစစ်ဆင်းနေရလို့လည်းသိရှိရပါဗျ။အဲဒါကြောင့်ကျောက်ဖြူလေစေမြို့ဝင်ကျောက်တလုံးဂိတ်နဲ့ဂျပန်မှစစ်ကန်းတို့မှစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာအရင်ကထက်စစ်ဆေးရေးကိုတင်းကျပ်ပြီးငွေတောင်းယူတာတွေလည်းရှိနေရလို့ဒေသခံတွေစီကနေသိရှိရပါဗျ။ထိုင်းနဲ့မလေးရှားမှာအလုပ်လုပ်ပြီးရခိုင်ပြည်ကိုပြန်ဖို့အတွက်ရန်ကုန်မြို့မှာစောင့်ဆိုင်နေသူအသက်25နှစ်က နဲ့90နှစ်အတွင်းရှိတဲ့လူပေါင်းဒါဇင်နဲ့ချီရှိနေတယ်လို့လဲဆိုပါရယ်။ရခိုင်မြောက်ပိုင်းဘက်ကကျမ်းမာရဲမကောင်းသူတွေနဲ့အေးတကြီးလိုအပ်နေတဲ့စေဝါတွေဝယ်ယူဖို့ကြောက်ဖြူမျိုးကနေတဆင်ရန်ကုန်မြို့ကိုတွားရောက်ကြမဲ့ပြည်သူတွေကိုလည်းစစ်ကောင်စီကမှတ်ပုံတင်ရက်ရှည်သိမ်းဆဲတာတချို့ဆက်လီတွေကိုစိတ်ကန်းကတ်ခွင့်မပေးတာတွေလှုပ်ဆောင်နေတယ်လို့လဲ ကြောက်ဖြူမျိုးကနေတဆင့်ရန်ကုန်ကိုလာရောက်တဲ့ကြောက်တော်ဒေသခံတို့ကပြပြပါဗါရယ်အရခတက်တော်အေးဟာ2024ခုနှစ်ဒီဇင်ဘာလအတွင်းမောင်တော်မြို့တောင်ကုန်းမြို့အဲမြို့နဲ့ဂွားမြို့တို့ကိုသိမ့်ပိုက်ပြီးရနောက်မှာရခိုင်ပြည်မှာသိမ့်ပိုက်ရန်ကြောက်ဖြူစစ်တွေမအောင်သုံးမြို့သားကြန့်ရှိတော့တာလည်းဖြစ်ပါတယ်အဲ့ဒဲကကြောက်ဖြူမြို့ကိုအရခတက်တော်အေးကဥစွာသိမ့်ပိုက်မယ်ဆိုတဲ့သတင်းတွေကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာမြို့ဝင်တွေတွေကိုပုံမိုတင်းကျပ်စစ်ဆင်နေတယ်လို့စစ်အင်အားကိုလည်းရေတက်ကနေတဆင့် င်ပုံမဖြစ်တင်းနေရလို့လည်းသိရှိရပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့မနက်ခေတ်သတင်းတွေကိုတက်ဆက်ပေးရပါ။ကြည့်ရှုပေးအတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျေးမများပါ။